မင်္ဂလာပါ share တော့ comment စဘူး YouTube channel ထဲကနေပြီးတော့ပြန်လဲကြိုဆိုပါရစေဆိုတော့ကျွန်တော်ဒီနေ့ဒီ video မှာအဲဖိလစ်ပိုင်နိုင်ငံကဒီ2021ခုနှစ်မှာဖြစ်သွားခဲ့တဲ့ဒီ LGBT transgender man ပေါ့နော်မိန်းကလေးဖြစ်ပြီးမဲ့ယောက်ျားလေးလိုဝတ်စားဆင်ရင်နဲ့ကောင်မလေးတစ်ယောက်ဒီရေးရဲဆက်ဆက်တပ်ပြက်ခံရပြီးတော့အလောင်းဖြောက်ခံရတဲ့အမှုအကြောင်းကိုဒီနေ့ဒီ video မှာပြောပြပေးသွားမှာဖြစ်ပါတယ် ဆိုတော့ပါရမဦးဆုံးအနေနဲ့ကျွန်တော်ကဒီအမှုမှာပါဝင်တဲ့အဓိကလူ၄ယောက်ကိုအရင်မိတ်ဆက်ပေးပါမယ်။ဆိုတော့နာမည်တွေကတော့ကိုယ်နိုင်ငံသားမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီမကောင်းမနိုင်ပါတယ်။ဆိုတော့အမပါဝါရဲဆိုလို့ရှိရင်လည်းပဲနားလည်ပေးပါ။ဆိုတော့ပထမအဓိကဒီတည်ဆုံးသွားတဲ့ကောင်မလေးပေါ့နော်။ဆိုတော့သူ့နောင်မင်က Ebet Mira လို့ခေါ်တယ်။အသက်ကတော့22နှစ်ရှိပါပြီ။သူကဒီဖိလစ်ပိုင်နိုင်ငံဒီမနီလာမြို့မှာရှိတဲ့ဒီ Queenzor မြို့နယ် မှာနေထိုင်တဲ့ကောင်မလေးတယောက်ပေါ့နော် LGBT ပေါ့ဆိုတော့နောက်တစ်ယောက်ကတော့ဒီ Zander Dila Cruz လို့ခေါ်တယ်အသက်ကတော့သူက25နှစ်ရှိပြီသူကတော့ဒီ Even ရဲ့ဒီအခင်ဆုံးတငယ်ချင်းပေါ့ငယ်တငယ်ချင်းပေါ့ပြီးတော့နောက်တစ်ယောက်ကတော့ Joel Laiola သူကတော့အသက်30ရှိပြီအလုတ်လက်မဲ့မူရစေဝါအမှုနဲ့ထောင်ဝလွတ်လာတာနောက်တစ်ယောက်ကတော့ Richard Evan Areza သူကတော့အသက်34နှစ်ရှိပြီစောက်လို့ရေးလို့တာ8000တဲ့တယောက်ဖြစ်တယ် ဆိုတော့ဒီအမှုမှာအဓိကတည်ဆောက်သွားတဲ့လူတစ်ယောက်ဖြစ်တဲ့ Even Mira ရဲ့အကြောင်းကိုရင်းနှီးနှီးပြပြမယ်။ဆိုတော့ Even Mira ကအသက်က21နှစ်သူကဒီ TikTok မှာဒီ Content Creator လုပ်တာပေါ့နော်။ TikTok မှာလည်းပဲသူက follower 9000လောက်ရှိတယ်။ပြီးတော့သူကမိဘတွေကိုလှုပ်ကြွေးနေတဲ့တမီးတစ်ယောက်ပေါ့နော်။ဆိုတော့ကျွန်တော်တမီးတစ်ယောက်လိုပဲပြောလိုက်ပါမယ်။အဲသူကဒီပကံစေးတာတွေစကွဲထိုးတာတွေလုပ်ပြီးတော့ဒီမိဘတွေကိုပတ်စံရှာပေးနေတဲ့ကောင်မလေးတရားပေါ့နော် ဒီသူ့မှာရီးစားရှိတယ်ကောင်မလေးတယောက်ရှိရင်သူကသူ့မိဘအိမ်မှာမနေဘဲနဲ့အဲ့ကောင်မလေးနဲ့တခြားမျိုးမှာနေထိုင်တယ်ဖြစ်ချင်တော့အဲ့သူ့ရဲ့ရီးစားနဲ့ရံပြစ်ပြီးတော့သူကသူ့မိဘအိမ်ကိုရောက်လာတဲ့အချိန်အဲ့အချိန်မှာသူကဒီ2021ခုနှစ်မေလ16ရက်နေ့မှာဒီသူ့ရဲ့တငယ်ချင်းဒီဇန်တာအီလာခရုစ်နဲ့ပေါ့နော်ဇန်တာဒီလာခရုစ်နဲ့သူကဒီအရက်သွားတောက်မယ်ဆိုပြီးတော့အဲ့ကနေထွက်သွားခဲ့တာအဲ့ဒါကဒီမေလ16ရက်နေ့မှာထွက်သွားခဲ့တာပေါ့နော်နောက်ထပ်တစ်ယောက်ပါသေးတယ်ခရစ်စတယ်ဆိုတဲ့လူတစ်ယောက်ပါသေးတယ် ဆိုတော့သူတို့သုံးယောက်ကအရက်သားတောက်ဖို့ဆိုပြီးတော့ထွက်သွားခဲ့တာထွက်သွားခဲ့ကြပြီးတော့ဒီမနေ့နှစ်နာရီထိုးမှာဒီ Crystal ရဲ့အိမ်ကိုဒီ Event Mirror နဲ့ဒီ Zander ကလိုက်ပို့ပြီးတော့ပြန်သွားခဲ့ကြတယ်ဒါပေမဲ့သူတို့က A ကိုတမ်းမပြောင်းဘဲနဲ့ Zander ရဲ့တငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Joel လိုက်ကိုလာရင်ပြီးတော့ Richard Evan ရရှိတဲ့ဒီနောက်ထပ်ဒီ site တစ်ဆိုင်ကိုသူတို့ကသွားခဲ့ကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီ site မှာသူတို့ကဒီစကားပြောကြရင်းကနေပြီးတော့နောက်ဆုံးမှာဒီ ဒီဂျိုဝဲကနေပြီးတော့ event ကယောက်ျားမဟုတ်မှန်းသူကသိပါတယ်ယောက်ျားမဟုတ်ပဲနဲ့ဒီမိန်းကလေးကဒီရောက်ရှာပါတော့ဆိုတော့တော်မွိုင်းဆိုတာကိုသူကသိသွားတဲ့အခါမှာဒီဂျန်တာရှိမင်းနေလှုပ်ရင်းနဲ့ဒီလိုမျိုးလှုပ်ရာနေပြီးတော့စကားများရံဖြစ်ပြီးတော့ဒီပြဿနာကဒီလိုမျိုးဖြစ်ခဲ့တာအဲ့ဒီမှာသူတို့စကားများရံဖြစ်ကြရင်းနဲ့ဂျိုဝဲကနေပြီးတော့ဒီ event ကိုဒီ bike ကိုပေါ့နော်လက်နဲ့ဒီလက်သေးနဲ့ထိုးလိုက်တယ်ပြီးတော့အဲ့မှာပဲသူတို့ကရံနေဖြစ်ကြပြီးတော့ဒီဇန်တာကိုကလည်းဝင်ပြီးပြန်ပြေဖို့လုပ်ပေးမယ်လည်းပဲ ရက်ချက်ကသူ့ရဲ့ခါမှာရှိတဲ့ဒီတင်နက်ကိုသူကထုတ်ပြတယ်ပေါ့နော်ဆိုတော့ဒီဇန်တာကလည်းဘာမှလုပ်ပေးလို့မရဘူးအဲ့ဒါနဲ့ပဲဇန်တာကိုပါသူတို့ကတင်နက်ပြပြီးတော့ချိန်ချောက်တဲ့ပုံစံမျိုးနဲ့အဲ့ဒီမိနေတဲ့ဒီ even ကိုပေါ့နော်တခြားနေရာတစ်ခုကိုသူတို့ကခေါ်သွားကြတယ်အဲ့ဒီကိုရောက်တဲ့အချိန်မှာသူတို့ကဒီကြောက်တုံးနဲ့ဒီဇန်တာကိုပေါ့နော်ဒီဂျူဝဲကနေပြီးတော့ပြောတာဇန်ဇန်တာကိုကြောက်တုံးတုံးယူပြီးတော့ဒီခေါင်းကိုထုခိုင်းတယ်ပေါ့နော်အဲ့ဒါနဲ့ဟိုကောင်ကမလုတ်ရဲတဲ့ခါကျတော့သူကဒီ ဘာဖြစ်လို့သွေးကြောင်နေတာလဲပေါ့နော်ဆိုတော့သူလုံးမယ်ဆိုပြီးတော့အဲဂျူဝဲကနေပြီးတော့ခေါင်းကိုဒီကြောက်တုံးနဲ့ချက်ပေါင်းများဆိုတော့သူတို့ကရိုက်နေကြရပေါ့နော်ရိုက်နေပြီးတော့သူတို့ကဒီဒီတောင်ပိုင်းကိုသူတို့ကဒီအတင်းအဓမ္မပြုချင်းကြရပေါ့ဆိုတော့တောင်ပိုင်းကလည်းပဲဒီမေမျောနေတဲ့အခြေအနေမှာဆိုတော့သူတို့ကဒီတယောက်ပြီးတယောက်ပေါ့နော်ဒီပိုင်းပြီးတော့ဒီကာမပြုချင်းကြရပေါ့နော်ဆိုတော့သူတို့၃ယောက်ကဒီလိုမျိုးတွေလောက်ခဲ့ပြီးတော့ လေးလက်မလောက်ရှိတဲ့ဒီတက်သားချောင်းကိုလည်းပဲဒီမိမင်ကိုထဲမှာသူတို့ကထိုးပြီးတော့ဒီမျက်နှာကိုလည်းပဲဒီတက်ကိုင်းတွေနဲ့ဖုံးပြီးတော့သူတို့အဲ့မှာအလောင်းကိုဆော့ပစ်ခဲ့ကြတယ်ဒီပဲရဲ့မိဘတွေကလည်းပဲသူသမီးဒီ16ရက်နေ့ကထွက်သွားပြီးတော့ပြန်မလာတော့တဲ့အချိန်မှာ19ရက်နေ့မှာသူတို့ကဒီရဲစခန်းမှာလူပြောက်တိုင်ထားတယ်လူပြောက်တိုင်ပြီးတော့ဒီ20ရက်နေ့မှာဒီနွားကြောင်သားတယောက်ကပေါ့နော်ဒီနားကနေဖြတ်သွားရင်းနဲ့ဒီအနှံ့ရလို့ဆိုပြီးတော့ကြီးမိတဲ့အခါမှာလောင်းတလောင်းတွေးရှိလို့ရဲတွေကိုအကြောင်းကြားပြီးတော့ ီရဲတွေကနေပြီးတော့လာဆက်ဆေးတဲ့အခါမှာပေါ့နော်ဘယ်သူမှန်းတော်မှအလောင်းကမသိရဘူးဒါပေမဲ့အဲ့ဒီဒီလာပြီးတော့ဒီမူခင်းရေးရအဖွဲ့တွေရဲတွေနောက်ပြီးတော့ဒီနားတက်ဝေါ်ခြင်းကဒီလူတွေပေါ့နော်လာပြီးတော့ဆက်စုနေကြတဲ့အချိန်မှာဒီဇန်တာဇန်တာဆိုတာကသူကဒေါင်လို့လည်းခေါ်တယ်ပေါ့နော်ဆိုတော့ဇန်တာဒီသူ့ရဲ့ဒီတည်ဆုံးရတဲ့ကောင်မလေးရဲ့အရင်ဒီဆုံးငယ်တငယ်ချင်းပေါ့နော်။သူကတည်ဆုံးနေတဲ့ကောင်မလေးကဒီ Ebenmeer ဖြစ်နိုင်တယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ Ebenmeer ကဒီပျောက်နေတာ ကြာပြီးလူပြောက်လဲတိုင်ထားတယ်ပြီးတော့သူ့မှာဒီတက်တူးနှစ်ခုရှိရပေါ့နော်ဒီစိတ်ပုံစံနဲ့ဒီ slang ဆိုတာမသိဘူးအဲ့ဒီဟာကြီးတက်တူးနှစ်ခုလည်းပဲမြင်ပြီးတော့ဒါဟာ event ဖြစ်နိုင်တယ်ဆိုပြီးတော့သူကရဲတွေကိုပြောခဲ့တယ်အဲ့ဒါနဲ့ပဲဒီသတင်းက online ပေါ်ရောက်သွားတဲ့အခါမှာ event ရဲ့ဒီချက်သူပေါ့နော် event နဲ့ချက်သူကလာပြီးတော့စစ်ဆင်ကြည့်တဲ့အခါမှာဒါသူ့ရဲ့ရည်စားဒီ event mirror ဖြစ်ကြောင်းကိုတည်ပြုခဲ့တယ်ဒီလိုနဲ့ပဲရဲတွေကဒီပထမဦးဆုံးဒီအလောင်းဆက်ဆေးတဲ့နေရာမှာဒီဒေါင်လို့ခေါ်တဲ့လူကဘာဖြစ်လို့ ဒီ event meter ဆိုပြီးတော့တမ်းပြီးပြောနိုင်ရတာလဲပေါ့သူတို့ကဒါကိုတန်တရာဝင်ပြီးတော့ဒီဟိုပါဘောเนาะဒီ sender sender dealer cruise ပေါ့เนาะသူ့ကို download လဲခေါ်ရတယ်ပေါ့เนาะရှုပ်နေမှာကြောက်လို့ဆိုတော့ဒီ down ဆိုတဲ့အကောင်ကို तू ကဆက်မေးပါလေရောဆက်မေးတဲ့အခါမှာအဲ့ဒီဆက်မေးတဲ့အခါမှာ down ကလည်းပဲဒီအမျိုးမျိုးဒီလိမ့်လေပြီးတော့ထွက်ဆိုတယ်ပေါ့เนาะဒီစကားတွေကအရှင်းနဲ့နောက်နဲ့မညီတဲ့ပုံစံမျိုးတွေထွက်ဆိုတယ်အဲ့ဒါနဲ့ပဲဒီ event meter ရဲ့အဖေကလည်းပဲရုပ်ကိုရောက်လာခဲ့တဲ့အချိန်မှာဒီကောင်လေးကို तू ကမြင်ဘူးတယ်ဒီကောင်လေးကဒီသူ့သမီးရဲ့ ဒီတငယ်ချင်းငယ်ငယ်ချင်းဆိုပြီးတော့ရဲတွေကိုပြောပြရပါတော့သူ့နောက်မင်းကဒီဆန္ဒဒီဆန္ဒဒီလာခရုစ်ပေါ့နော်ဆိုတော့အဲ့မျိုးပြောပြတော့မှအဲ့ကောင်ကလေလို့မရတော့ဘဲနဲ့သူ့အဖေကိုတွေးတော့မှဒီငိုပြီးတော့ဒီပြည့်မှုမှာဒီပါဝင်တဲ့လူတွေနဲ့ဒီ event mirror ကိုဘယ်လိုလုပ်ခဲ့ပါလဲဆိုတဲ့အမှုမှန်ကြီးကပေါ်ပေါက်လာခဲ့တယ်ပေါ့နော်ဆိုတော့သူ့ရဲ့ပြောကြားချက်အရာ Joel Line ကိုလာရဲပြီးတော့ Richard Evan Arisa ဒီနေရာကိုလည်းပဲဖန်ဆင်းပြီးတော့သူတို့တွေကိုဆက်မေးတဲ့အခါမှာခုနက ဒီဗီဒီယိုရဲ့အစမှာကျွန်တော်ပြောခဲ့သလိုပဲသူတို့တွေဒီအရေးဆိုင်ကိုအတူတူသွားတယ်ပြီးတော့မှဒီခရစ်စတယ်ကိုအပြန်ပို့တယ်ပြီးတော့သူ့ရဲ့တငယ်ချင်းတစ်ယောက်ဖြစ်တဲ့ဂျိုဝဲနဲ့ရစ်ချက်စီကိုသွားတယ်အဲ့ဒီမှာပဲစကားများရပ်ဖြစ်ကြပြီးတော့အီဗင်ကိုတခြားနေရာကိုခေါ်သွားပြီးတော့အဲ့ဒီမှာကာမပြုချင်းနဲ့ပြီးတော့ဒီအလောင်းကိုတွေ့ရှိတဲ့ပုံစံမျိုးဒီမျက်နှာကိုခဲနဲ့ထူထားတာမျိုးတွေပြီးတော့အတင်းပစုံမှာလည်းပဲဒီထိခိုက်ဒဏ်ရာတွေနဲ့တွေ့ရှိရတယ်ပြီးတော့သူတို့တွေကာမပြုချင်းပြီးတော့အလောင်းကိုဒီလိုမျိုးလှုပ်ခဲ့ပါတယ်ဆိုတဲ့အဖြစ်မှန်တွေထွက်ပေါ်လာခဲ့ပါတယ် အဲ့ဒါနဲ့ပဲ2021ခုနှစ်မေလ23ရက်နေ့မှာသူတို့ကိုတရားရုံးကိုဆွဲချက်တင်ပြီးတော့ဒီဇန်ဒါရဲ့ဂျိုဝယ်ရဲ့ရက်ချက်ရဲ့တုံးရောက်တော့ကိုဒီလူတန်းမှုရဲ့ပြီးတော့ဒီမဒိမ့်မှုရဲ့ ਨੇ တရားဆက်ဆိုခဲ့ပါတယ်သူတို့မှုကအခုချိန်ထိဆက်စည်နေဆဲပဲဖြစ်ပါတယ်အခုချိန်ထိပြည်နယ်မချမှတ်သေးပါဘူးဆိုတော့ဒီဖြစ်ဖြစ်က2021ခုနှစ်တုန်းကဒီဖိလစ်ပိုင်နိုင်ငံမှာအသက်22နှစ်အရွယ် LGBT ဒီထွန်ပွိုင်းတယောက်အသက်ခံရတဲ့အမှုအကြောင်းကိုပြပြပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့မူခင်းချောင်းရည်တွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like နဲ့ subscribe လေးလုပ်သွားပြဖို့ဖိတ်ခေါ်ပါရစေ bye bye